ချင်ပဲလေကူလဲရှိစနေမဲ့ရုံချီရရင်မထမ်းနာချင်ရတဲ့ရမြချင်းမင်းဒီခံရင်နေနေတူမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့ handmade jewelry making ပေါ့နော် class ပေါ့နော်အဲဒီအားကြတော့ဟိုဘယ်လိုပြောရမလဲ market demand ကောင်းနေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲကျမတို့ဒီຢာကိုရောင်းတဲ့ခါကျရင်ဈေးကလည်းတိတ်မကြီးဘူးပေါ့နော် အဲဆိုတော့တခြားသောပစ္စည်းတွေဆက်လို့ရှိရင်ချောင်းကောင်းနေပေါ့နော်အဲကျွန်မတို့အရင်တစ်ခေါက်ပွဲတွေမှာတွားရောက်နေခါမှာလူငယ်လေးများတယ်ဒီလိုမျိုးလေးလည်းသူတို့သဘောကြရတယ်ဆိုတော့ချောင်းကောင်းတော့ကျွန်မတို့အဲပြီးတော့နောက်ထပ်တက်ခြင်းနဲ့အမျိုးသမီးလည်းအများကြီးရှိတော့ထပ်ဖွင့်ဖြစ်တယ်ပေါ့နော်ဒီတင်နန်းကတော့ batch 2ဖြစ်ပါတယ်ဆိုတော့နောက်ထပ် batch တစ်ခုလည်းဖွင့်ပေးဖို့အစီအစဉ်ရှိတယ် အဲဘာကြောင့်လဲဆိုတော့ဒီအဲအဲ့လိုမျိုး market demand ကောင်းတဲ့ဟာလေးကြတော့အဲဘယ်လိုပြောရမလဲသူတို့နဲ့လေအဲဝင်ဝင်ရဖို့အတွက်လွယ်ကူတယ်မြန်ဆန်နေပေါ့နော်အဲကြောင့်မလို့နောက်ပြီးတော့အရင်းအီးကလည်းမများဘူးအဲမှားရတာလည်းလွယ်ကူတယ်ဆိုတော့အခါကြတော့ဒီတင်တန်းလေးကိုနောက်ထပ်တစ်ခေါက်ပြလို့ပြခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့မှာရအပင်းကြရတဲ့အမျိုးသမီးတွေလည်းကျေးဇူးတင်ပါတယ်အဲနောက်ပြီးတော့ဒီမှာဆီယမ်မာတွေကကြတော့လေအကုန်လုံးက CDM အာစီဒီယံပညာရေးစီဒီယံဆရာမတွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့တယောက်နဲ့တယောက်အချင်းချင်း sharing နေလုပ်ကြတယ်လာတဲ့နေသူတွေကလည်းအာစီဒီယံတွေ activist တွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအမျိုးသမီးအချင်းချင်းပဲကျမတို့ဒီ cycle တစ်ခုလိုမျိုးလည်းပတ်နေရဟုတ်တယ်ဒါဒါကြောင့်မလို့ Brown Food Blooming Brown ကဒီစီဒီယံအမျိုးသမီးတွေ activist အမျိုးသမီးတွေဒီပစ္စည်းလေးတွေကိုပေါ့နော် product တွေကို handmade product တွေကိုအားပေးကြပါဦးလို့အဲတောင်းဆိုချင်ပါတယ်တကယ်လို့မှာယူအားပေးခြင်းနေဆိုရင်တော့အဲ Brown Food dash ပေါ့နော် blooming petal ဆိုတဲ့ page မှာမာယူလို့ရပါတယ်အဲနောက်ထပ်ကျမတို့က ဒီလိုမျိုးပေါ့နော်ဟိုကိုက်ညီွားတဲ့တင်တန်းလေးတွေကိုပဲဖွင့်ချင်တယ်ဘာလို့ဆိုတချို့တင်တန်းတွေဆိုလို့ရှိရင်မကိုက်ညီမှလည်းစိုးရယ်ပေါ့နော်အဲကျမတို့ရဲ့အဓိကမူဝါဒကတော့ဟိုအရင်အင်းနည်းနည်းနဲ့အိမ်တွင်းရနေပြီးတော့ဝင်ငွေရအောင်ဖန်တီးနိုင်တဲ့အရာမျိုးပေါ့နော်အရင် heavy တွေကြတော့ဝယ်ရပြရတာလဲသူတို့အတွက်အရင်နည်းလဲပေါ့နော်အဲကြီးမားတယ်ကျမတို့အတွက်လည်းအရင်နည်းကြီးမားတယ်အဲအဲ့လိုမျိုးတင်တန်းနေကြတော့ကျမတို့မဖွင့်ဖြစ်ဘူးအရင်နည်းနည်းနည်းလွယ်ကူမြန်ဆန်နဲ့တင်တန်းလေးတွေဖွင့်ပြရပေါ့ ါ့နော်ဆိုတဲ့အခါကျတော့တကယ်လို့များတင်းတက်တက်ချင်တဲ့မျိုးသမီးရှိရင်လည်းဆက်သွယ်လို့ရတယ်အကုန်လုံးကဒီဒီဟိုဘယ်လိုပတ်ပိုးပေးရဖြစ်တယ်ပေါ့နော်ဒီတင်ထောက်ကိုပစ္စည်းတွေရောတင်းတန်းကြီးဆိုလည်းပေးစရာမလိုဘူးပေါ့နော်နောက်ကျမတို့ coffee break တွေတစ်ခါကျရင် lunch တွေကျွေးရဆိုတဲ့အခါကျတော့အဲကျမတို့မှလည်းလူဦးရေအကန့်အသတ်ရှိရပေါ့နော်အကြောင်းမလို့ဟိုလူနောက်နေရာ space အရာလဲလူအများကြီးလက်မခံနိုင်ဘူးပေါ့အကြောင်းမလို့မတက်လိုက်ရတဲ့လူရှိတယ်အဲ့ဒီလူတွေကလည်း နောက်ထပ်နောက်ထပ်ထပ်ဖွင့်မဲ့တင်နန်းတွေမှာ join လို့ရပါတယ်လို့ပြောချင်ပါတယ်ဒုချီယာ hello မေမင်္ဂလာပါရှင် ကျွန်မနာမည်ဝင်းတီတာပါပညာရေးစီတံတယောက်ဖြစ်ပါတယ်ရှင် ကျွန်မတို့ပေါ့နော်ဒီဒီ handmade သင်တန်းလေးကိုပေါ့နော်အဲဒီပထမ batch လည်းသင်ပေးပါပြီပေါ့ဒါဒုတိယအကြိမ်မြောက်ပေါ့နော်အဲသင်ပေးခြင်းဖြစ်ပါတယ်အဒီသင်တန်းလေးကိုတော့ပေါ့နော်လူလူကြီးလူငယ်လူလက်ပေါ့နော်အရန်ကိုစိတ်ဝင်စားကြတဲ့သင်တန်းလေးဖြစ်ပါတယ်အဲလက်ရှိကတော့ကျမတို့ပေါ့နော်ဒီ accessory လေးတွေဒီဟွာလေးတွေနဲ့လုပ်တဲ့အဲ nugget ကလေးတွေအဲဆွဲကြိုးလေးတွေပေါ့နော်အခုလက်ရှိသင်တန်းမှာဒါလေးတွေသင်ပေးဖြစ်ပါတယ်လို့ဟုတ် သင်တန်းသားတွေအနေနဲ့လည်းဒီလက်ရှိမှာကျွန်တော်တို့သင်ပေးတဲ့အခါမှာပေါ့နော်စိတ်ပါဝင်စားစားလည်းလိုက်လို့ကြရတယ်ပြီးတော့သူတို့ကိုယ်တိုင်ကလည်းဟိုအတက်တရောပေါ့နော်ဟို main main ကလေးတွေလည်းလူငယ်တွေလည်းပါတယ်လူကြီးတွေလည်းပါတယ်ပေါ့အားလုံးကစိတ်ပါဝင်စားစားနဲ့အဲလိုက်ပြီးတော့လောက်ကြပါတယ်။ဒီကျမတို့ဒီတန်းလေးကိုပေးရပေးပေးခြင်းအဖြစ်ပေါ့နော်ပေးရတာပေါ့နော်အဲဒီဒီဘက်ကိုရောက်လာတဲ့ဘဝတူ အမျိုးသမီးတွေပေါ့စိတ်ခွန်အားလည်းဖြစ်စေတယ်ပေါ့ပြီးရင်သူတို့လည်းသူတို့ကိုယ်တိုင်ကလည်းဒါလေးတွေကိုစိတ်ဝင်စားတယ်အဲကျမတို့ကလည်းစိတ်ပါဝင်စားစားသင်ပေးတယ်ပေါ့နော် ပြောရရင်တော့စိတ်ရှည်လက်ရှည်ပေါ့အဲသူတို့မသိဘူးဆိုရင်လည်းအခောက်အောက်ခါခါဒီလိုလေးလေးလုပ်ပြတယ်သင်ပေးတဲ့အတွက်ကိုကိုကိုလည်းဟိုဘယ်လိုပြောမလဲဒီဟာလေးကိုသင်ပေးခြင်းအဖြစ်ပေါ့တော့ဂုံယူမိတယ်ပေါ့ကိုကိုကိုအဲ့လိုလေးအားလုံးပေါ့နော်ဒီအမျိုးသမီးတွေပေါ့ဆရာမငယ်ပဲနဲ့ပေါ့နော်ဒီဒီလက်မှုပညာလေးတွေလှုပ်ချင်းအပြင်ကိုယ့်ရဲ့ ဒီများနေတဲ့ stress တွေပေါ့နော်စိတ်ပီစီမှုတွေအားလုံးကို ဖြေလျှော့နိုင်ကြပါစေလို့မင်္ဂလာပါရှင့်ညီမနမေကတော့အေးအေးပါပေါ့နော်ညီမကတော့ဒီနိုင်ငံရေးအဖြစ်ပြက်နေတဲ့ကာလမှာ တကြွလှူရှားသူအနေနဲ့2021ထဲကနေအခုချိန်ထိပါဝင်လှူရှားခဲ့သူတယောက်ဖြစ်ပါရဲ့ရှင့် ထမအဆုံး brow phone ကို Facebook ကနေပြီးတော့စပြီးတော့တရှိခဲ့ရေပေါ့နော်စပြီးတော့အဲ့ကနေပြီးတော့သတင်းတွေဖတ်တယ်နောက်ပြီးတော့သူတို့ကနေပြီးတော့ဖွင့်တဲ့သင်တန်းတွေကိုဟိုကိုဝါသနာပိုင်ဝါသနာပါသလိုရှောက်ထားတာမျိုးရှိရေပေါ့နော်နောက်ပြီးတော့ဟိုဝါသနာမပါဘူးဆိုလဲသူများတွေလုံနေတဲ့ဟာတွေကဘယ်လိုမျိုးလေးရှိလဲဆိုပြီးတော့အဲ့ကနေလေ့လာရဲ့ကဲပြီးကိုရှောက်လို့မပါဘူးဆိုလို့ရှင်အားမငယ်ဘူးပေါ့နော်နောက်တစ်ခေါက်ထပ်ရှောက်တယ်ကိုရှောက်လို့မပါဘူးဆိုရင်တော့အဲ့ပါတဲ့သူတွေရဲ့လှုပ်ထားတဲ့ဟာလေးတွေကိုတင်ပေးတယ်တင်ပေးတဲ့ခါကျလို့ရှင်ညမအဲ့ကနေပြီးတော့ပြန်ပြီးလေ းလာတင်ယူပါရရှင့်ဟုတ်ပထမဦးဆုံးအနေနဲ့ဟိုညီမတင်တဲ့အနေရရှိခဲ့တာကြတော့စိတ် control ပေါ့နော်စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုဆိုရဲဟာပေါ့အဲ့ဒါညီမကအဲနည်းစိတ်ညံလက်မြန်ရှိရပေါ့နော်အဲစိတ်မြန်လက်မြန်ရှိရချိန်မှာညီမဒီတင်တဲ့ကိုစပြီးတော့ဟိုလာတင်နေမနေ့ကတောက်ကြနေပေါ့နော်တောက်ကြနေကလာတင်တဲ့နေ့မှာညီမတနာကြီးလောက်ပဲ ဒီစပြီးတော့ဒီပစ္စည်းတွေစပြီးတော့ကင်ပြီးတော့အဲစိတ်ကိုအာယုံဆိုင်လိုက်တဲ့အချိန်မှာရှိသမျှအဲ stress တွေလည်းဟိုမတွေးမိတော့ဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှင်ပြင်ပဘာဆိုမှမတွေးမိတော့ဒီတဲ့ကိုပဲအာယုံဆိုင်မိသွားရဲဆိုရဲအနေထားမျိုးနေနဲ့ပထမဆုံးကတော့ mind control ပေါ့နော်အဲ့ဟာအရင်အရင်ရရှိရပေါ့နော် ပြီးတော့ညီမနောက်တစ်ခုကကျတော့ညီမရဲ့ဟိုစိတ်ကွန်မြူးမှုပေါ့အယောင်ကွန်မြူးမှုပြီးတော့ညီမရဲ့ creation thinking တွေပေါ့နော်ဘယ်လိုဘယ်လိုလုပ်ရမလဲညီမတယောက်တည်းမဟုတ်ညီမဘေးမှာရှိရဲ့အမတွေရောဟိုညီမလေးတွေရောပေါ့နော်သူတို့စီကနေပြီးတော့ညီမပြန်ပြီးတော့ creation thinking လေးရရဲပေါ့နော်အဲ့လိုပုံစံလေးပြီးတော့သူတို့နဲ့လည်းအတူတူစကားပြောဆိုနေတဲ့အတွက်ကြောင့်မို့လို့ communication skill လည်းတိုးလာတယ်လို့ပေါ့ညီမထင်တယ်ပေါ့နော်ညီမတို့ပထမရက်မှာဆိုတော့အခြေခံပေါ့နော် basic အယောင်အယောင်ပေါ့နော်အယောင်ကိုဘယ်လိုကွန်မြူးပြီးဆော့ရလဲဆိုတာကိုညီမတို့ပတ်တန်နဲ့သင်ပေးပါတယ်ပေါ့နော် ပြီးတော့ညီမတို့ကိုလည်းဟိုဆွဲကြိုးလောက်ကမယ်ပေါ့နော်ဆွဲကြိုးလောက်မယ်ဆိုလို့ရှိရင်အဲဘလောက်အနေထားပေါ့လေဘေးနဲ့ကတ်တာဘလောက်စင်တီမီတာလောက်ကမယ်နည်းနည်းရှည်ရဘလောက်စင်တီမီတာလောက်ကမယ်အဲ့ထက်ပိုရှည်ခြင်းတော့ဘလောက်စင်တီမီတာလောက်ကမယ်ဆိုပြီးတင်ပေးပါရယ်ဒီလိုမျိုးလေးတွေလည်းတင်ပေးထားပါရယ်ပြီးတော့နဂတ်ကောပေါ့နော်နဂတ်လေးကြီးလည်းတင်ပေးပါရဲ့ဒီနေ့ကတော့ပြောမယ်ဆိုလို့ရှိရင်နှစ်ရက်အတော်အတွင်းမှာပေါ့နော်ရသွားတဲ့ဟာကြီးအများကြီးရှိပါရဲ့ရှင့်ကိုလေးလာရင်လေးလာသလောက်ကိုစီးပွင့်ရင်စီးပို့သလောက်အများကြီးရပါရဲ့ရှင့် ြောမယ်ဆိုလို့ရှိရင်လူပဲလာရဲဆိုတဲ့ဟာမျိုးပေါ့နော်လူရဲ့ကိုလည်းလှုပ်ချင်တဲ့စိတ်ကိုဖြစ်ချင်တဲ့စိတ်ကလေးနဲ့ရောက်လာရပါတယ်ပေါ့နော်အကျွေးမွေးလည်းရှိရယ်ပေါ့နော်ကျွေးလည်းကျွေးရယ်အစားတောက်လည်းရှိပါတယ်လို့ပြီးတော့အေးအေးချမ်းချမ်းလေးလည်းစာတင်ခွင့်ရခဲ့ပါတယ်ပေါ့နော်ဂျေဆုတင်ပါရယ်လို့အဓိကတော့ဟိုဒီလိုမျိုးတင်တဲ့နေအများကြီးဖွင့်ပေးတဲ့အတွက်ဂျေဆုတင်ပါရယ်လို့ င်္ဂလာပါရှင်ကျမနာမည်ကမှတ်သေးပါပညာရေးစီတင်တယောက်ပါရှင်အဟမိတ်ဂျော်ဝါရီတနင်္ဂနွေကတော့ဒါ batch 2ပေါ့နော်ကျမအဒီဘရာဘူကနေပြီးတော့ပေးတဲ့တင်တန်းတွေမှာပြန်ပြီးတော့ဝင်မှပေးဖြစ်ပါတယ်ဟုတ်ကိုတက်တဲ့ပညာရက်ကလေးတွေပေါ့နော်ဒီအမျိုးသမီးတွေကိုပြန်ပြီးတော့ဝင်မှပေးခွင့်ရတဲ့အတွက်ကြောင့်မလို့လဲအရန်ကိုဝမ်းသာရဲခုံယူလဲလာပြီးတော့တင်ယူတဲ့တင်တန်းသူတွေကလည်းတက်ကြွစာနဲ့တင်ယူတယ်ပေါ့နော် သူတို့အများအရန်ကိုပဲဟိုလောက်ကင်နိုင်ကြွနေရှိကြတယ်ပေါ့ကျွန်တော်တို့ဒီလဝိရနာလေးပစ္စည်းလေးကြတော့ဗောနော်ဟိုကိုတုံးပြူတဲ့ကုန်ချမ်းပေါ်မူတည်ပြီးတော့ဗောနော်ပစ္စည်းတန်မိုးတွေကလည်းတက်သွားတာရှိတယ်ဒါဟိုတန်မိုးကြီးရနာတွေလုံနိုင်တဲ့အထီကိုကျွန်တော်တို့ကတင်မိတာဗောနော်ဒီအခြေခံကနေစပြီးတော့အခုချိန်မှာတော့ကျွန်တော်တို့ကဟိုကို အနီးနားပတ်ဝန်းကျင်မှာရှိတဲ့လလန်းမိသမီးပစ္စည်းလေးတွေနဲ့ကုန်ချမ်းလေးတွေနဲ့ကျမတို့လုပ်တယ်ဆိုရင်လည်းကိုယ်လက်နဲ့လုပ်ထားတဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မလို့အမှုပညာလက်ရမြောက်ပြီးတော့ဟိုပစ္စည်းလေးတွေထွက်လာတဲ့အခါကျလို့ရှင်လည်းအရန်ကိုပဲလှပ်ပါပါတယ်တည်သက်ပါတယ်ပေါ့နော်။နောက်ပြီးဒီအခြေခံကနေစပြီးလို့ရှင်ကျမတို့ကဒီထက်ပိုပြီးတော့အစင်းမြင့်တဲ့ပညာရက်တွေကိုပဲလေ့လာသွားလို့ရပါတယ်ရှင်။ဟုတ်အောင်ဒီတင်နာကနေပြီးတော့တက်သွားတဲ့ပညာရက်တွေနဲ့ပေါ့နော်ဟိုဒီတိုင်းမဲ့ရက်မနေပဲနဲ့ပေါ့နော်ဆက်ပြီးတော့ အလုပ်ကိုဆက်ပြီးတော့လှုပ်စေခြင်းနဲ့ပေါ့နော်ဗမာပဲဒီပညာရလေးနဲ့ဆိုအိမ်ထဲမှာလည်းလှုပ်လှုပ်ပြီးလို့ရှင်ဝင်ငွေတစ်ဖက်တစ်လမ်းကနေလည်းရရှိရပေါ့နော်အချို့ဆိုလို့ရှင်ဟိုဒီ social media နေပြီးတော့ handmade blogger တွေပါတယ်အထိအဲ့လိုမျိုးကျွန်မဖြစ်စေခြင်းတာပေါ့နော် ီတီထွန်းဖြစ်ပါတယ်ရှင်။ညီမကတော့ CD အကြောင်းသူတယောက်ဖြစ်ပါတယ်ရှင်။အာဒီဟမ်ဘလောက်ဖူးရဲ့ဟမ်မိတ်တနာကိုတော့ဒီဆိုရှယ်မီဒီယာနေတစင်သိရှိပြောမှာပေါ့နော်။အာဖောင်တင်ပြောမှာတက်ရောက်ခဲ့ရပါရှင်။အာဟမ်မိတ်နဲ့ပတ်သက်ပြီးတော့အာဒီချီထိုးတာတွေပန်းထိုးတာတွေနဲ့ပတ်သက်ပြီးတော့သိရှိခဲ့ပါရှင်။ဒါပေမဲ့လဝိယတနာနဲ့ပတ်သက်ပြီးတော့အခုမှစပြီးတော့တင်ယူဖြစ်တာပါရှင်။ အာဒီတင်နန်းကိုတယောက်တယောက်တဲ့အချိန်မှာအာတီချေရလည်းအရန်သဘောကောင်းမျိုးပေါ့နော်အာတင်နန်းသူရဲ့လွှဲချက်ဒီကုန်လုံးကိုလည်းတေချာလေးပြပြပေးရပြီးတော့မှကိုရာကလည်းစိတ်ဝင်စားလို့လာတက်နေကြရဲအာတင်နန်းသူတင်နန်းသားကြီးဖြစ်တဲ့အတွက်ကြောင့်မှလို့အာဒီပေါ်မှာလည်းအများကြီးစိတ်အားထက်သန်ပြီးတော့အချင်းချင်းကူညီဖိမကြရလို့လည်းတွေ့ခဲ့ရပါတယ်ရှင်ပြီးတော့ဘရာဘူးရဲ့ဒီတင်းဘက်ကနေပြီးတော့လည်းဒီတင်နန်းသူတင်နန်းသားကြီးကိုပေါ့နော်တေချာလေးကူးဆိုင်ပေးပါတယ်ရှင် ီနေ့အတင်းမှာဆိုရင်တော့ဒီလိုမျိုးအာနှဆွဲလေးတွေအဲဒီလေဆွဲလေးတွေလက်ကောက်လေးနဲ့ပတ်သက်ပြီးတော့တော်တော်များများသိသွားပါရဲ့ရှင်။အာပြီးတော့လေဒီချေတွေကနေပြီးတော့အာတရားပိတ်စားနေပတ်သက်ပြီးတော့မှပြုလို့ရရဲ့ဒီအလုံးလေးတွေကိုလည်းတင် जा ပေးပါရဲ့ရှင်။ အလဝိယတနာလို့ပြောလိုက်တာ ਨੇ လူတွေကကြတော့ရွှေဒီစိန်ဒီကိုပြေးပြီးတော့မြင်ကြရယ်ပေါ့နော်အဲ့ဒီရွှေဒီစိန်ဒီအပြင်ကိုမှအာဒီ handmade အာလဝိယတနာတွေကလည်းဒါအာနေနေရာတစ်ခုရှိရယ်ဆိုတာမျိုးပေါ့နော်ပို့ပြီးတော့ကြဲကြဲပြန့်ပြန့်တည်စေချင်ပါတယ်ပြီးတော့လည်းဒါကအာလူခန္ဓာကိုယ်ကဝိစင်နဲ့ဒီအာအလားတစ်ခုပဲမဟုတ်ဘဲနဲ့ဒါအနုပညာတစ်ခုဆိုတာလေးကိုအာပို့ပြီးတော့လူတွေအများကြီးကြဲကြဲပြန့်ပြန့်တည်စေချင်ပါတယ်ရှင့် ကိုင်ခဲ့တဲ့လက်ကလေးတွေစီထိုးကကိုင်ခဲ့တဲ့လက်ကလေးတွေပေါ့နော်ဒါပေမဲ့ဒီလိုမျိုးစစ်စစ်ကြအယုတ်ထင်ဟိုဟက်မိတ်တွေပြုတ်လုပ်တဲ့အခါမှာလဲအိုင်ဒီယာလေးတွေကောင်းနေပြီးတော့တကယ်လည်းပြုတ်လုပ်နိုင်နေပေါ့နော် ဟိုသူတို့မှအဲ့လိုအဲ့လိုအစွမ်းစားရေအများကြီးဆော့ဆောင်နိုင်ဆိုရင်အများကြီးရှိရပေါ့နော်အဲဒါကြောင့်မလို့တကယ်လို့နေဆက်မှာတင်းချောင်နေရတဲ့အမျိုးသမီးရှိရင်လည်းစိတ်တမကြဖို့ခွန်အားပေးခြင်းနဲ့အဲကို့မှာတိမ်မြုပ်နေတဲ့အဟိုရေသွေးအများကြီးရှိရပေါ့နော်ပေါ်ထုတ်လို့ရတယ်ကျွန်တော်တို့လည်းလာပြီးတော့လက်တွဲပြီးတော့အဲဒီပညာတွေသင်ယူပြီးတော့ကို့ဘာသာကို creation တွေလုပ်ပြီးတော့အာအောင်မြင်အောင်လည်းကြိုးစားလို့ရပါတယ်လို့အားပေးခြင်းပါတယ် 木头摇，你连到你，再慢慢笑，等你姑娘把马车又调来。耶，车推来耶，马头摇木奈奈，哎、你莫可惜呀，西耶。哎 就耶，有几呀人嘛他那真呀但呀呀真美的看耶。你你都别熬来没。